တန်တရာဖြစ်เสียရရာဝတ္ထုပစ္စည်းတွေတွေ့ရင်မထိမကင်မရွှေ့ပါနဲ့အန်ဒီရဲ့ကင်းတဲ့အကွာဝေးရောက်ရင်အမတ်သားသေးကြလုခဲ့ပြီးရွာတွေကရွာသူရွာသားတွေလက်လန်းမီယာဖွဲ့အစည်းတွေစီအသိပေးပါ အမတ်သားထားခဲ့ဖို့အန်ဒီရဲ့များနေတယ်ဆိုရင်လေနေရာကိုတိချမှတ်ထားပြီးအချက်လက်ကိုမျှဝေပေးပါရှမ်းမြောက်ကြောင်မဲမြို့နယ်ပုံဝိုးကြီးရွာမှာစစ်ကောင်စီတပ်နဲ့ရှမ်းပြည်တပ်တွေပါတီ SSP တို့ကြားတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPB ဘက်ကမနေ့နိုဘာလ29ရက်မှာထုတ်ပြန်ပါတယ် မနေ့နိုဘာလ29ရက်နေ့လယ်တနာရီဝန်းကျင်မှာအင်အားတရားဝန်းကျင်ရှိတဲ့စစ်ကောင်စီစစ်ကြောင်းက SSPP တပ်တရှိရာကိုထိုးစစ်ဆင်တိုက်ခိုက်လာတာကြောင့်နေ့လယ်3နာရီဝန်းကျင်ထိတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ဆိုပါတယ်။ဒါပြင်တိုက်ပွဲတွေတွင်စစ်ကောင်စီတပ်ဘက်ကမြေပြင်စစ်ကြောင်းပြင် drone တိုက်ခိုက်မှုတွေပါအုံပြုခဲ့တယ်လို့ SSPP ရဲ့ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ပုံဝိုးကြီးရွာဟာကြောက်မဲမြို့နယ်နဲ့ ရှမ်းတောင်ရက်ဆောင်မြို့နယ်ဘက်သွားတဲ့လမ်းပေါ်မှာတည်ရှိပြီးကြောက်မဲမြို့ကိုတောင်တမရောထီနဝီထိန်းချုပ်စဉ်နောင်ပင် ပုံဝိုးတကြောကို SSPP တပ်ကထိန်းချုပ်ထားတာဖြစ်ပါတယ်။လက်ရှိမှာစစ်ကောင်စီက ကြောက်မဲမြို့ကိုပြန်ရပြီးနောက်အရင် SSPP အခြေချတက်ဆွဲထားတဲ့နောင်ပင်ကြီးရွာကိုအုပ်ချုပ်ခွင့်မပေးတာကြောင့်နှစ်ဖက်သက်တွင် စီရေးတင်မှမှုဖြစ်နေတာလို့နောင်ပင်ဒေသခံသူကရှုပ်ပြမျိုးပြောပါတယ်။ ဒါပြင် SSPP ထိန်းချုပ်ထားတဲ့အထက်ရေးရွာပါဝင်တောင်ချီရွာတွေမှာကြားဖြန့် online ငွေလင်ကိုင်းတွေရှိနေပြီးစစ်ကောင်စီဘက်ကကြားဖြန့်ကိုင်းတွေကိုဖမ်းဆီးဖို့ကြိုးစားနေရကြောင့်တိုက်ပွဲဖြစ်ပွားတာလို့လည်းသတင်းတွေထွက်ပေါ်နေပါတယ်။ SSPP ထိန်းချုပ်ထားတဲ့အထက်ရေးရွာနဲ့တောင်ချီကြီးရွာပါဝင်နောင်ပိန်တကြောမှာကြားဖြန့်ယုံတွေရှိနေတာလို့သတင်းထွက်ပေါ်နေတာနဲ့ပတ်သက်ပြီးတုံ့ပြန်ချက်ရဖို့ကို SSPP ရဲ့ပြောရေးဆိုခွင့်ရှိသူတွေကိုစွေဖီမီကဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဘာလ13ရက်က SSPP ရဲ့ထုတ်ပြန်ချက်မှာတော့ SSPP ထိန်းချုပ်နေမြန်မာ online ငွေလင်ကိုင်းတွေမရှိစေရေးအထူးကြံမဲ့ဆောင်ရွက်သွားမယ်လို့လည်းဖော်ပြထားပါတယ်။